shalom အားလုံးပဲမင်္ဂလာပါယေရှုနာမ၌နှုတ်ခွန်းဆက်တာပါတယ်အသက်ရှင်သောနှုတ်ပတ်တော်အဖြစ်ခွန်အားပေးနေဝေမျှခြင်းနဲ့ဒီနေ့ဝေမျှခြင်းနဲ့ကောင်းစဉ်ကရှမာရိအမျိုးသမီးဆိုရက်ရှင်ယောဟန်ခရစ်ဝင်ခန်းကြီးလေးအပိုင်ငယ်3ကနေပြီးတော့၄စနစ်တည်းကတွေ့ရတဲ့အကြောင်းအရာအဖြစ်ခွန်အားပေးနေဝေမျှခြင်းနဲ့အခန်းကြီးလေးအပိုင်ငယ်25နဲ့26 မိမကလည်းမေရှိယကြွလာတော်မူသည်ဟု အကျွန်ုပ်ဒီပါ၏ရောက်တော်မူသောအခါအကျွန်ုပ်တို့အားအလုံးစုံကိုဖော်ပြတော်မူလိမ့်မည်ဟုရှောက်ပြန်၏မေရှိယအနက်ကခရစ်တော်ဟုဆိုလိုသည်ယေရှုကလည်းသင်နှင့်စကားပြောတော်ငါသည်မေရှိယပင်ဖြစ်သည်ဟု မိန်တော်မူ၏အသက်ရှင်သောနောက်ပတ်တော်ဖြစ်သည့်အတွက် ဂျာနာတီရောက်တိုင်းနှုတ်ပတ်တော်အဖြစ်ဖျားကောင်းချီးပေးပါစေ။ဒီအကြောင်းအရာကိုကျွန်တော်ကြည့်အခါမှာယေရှုနဲ့အတူရှမာရိအမျိုးသမီးအပြန်အလှန်စကားပြောရင်းနဲ့နောက်ဆုံးမှာရှမာရိအမျိုးသမီးနဲ့သမြုပ်လုံးဒီယေရှုခရစ်တော်ရဲ့ကောင်းမြတ်ကြောင်းယေရှုခရစ်တော်ရဲ့မေရှိယဖြစ်ကြောင်းကိုယုံကြည်လက်ခံတဲ့အရာကိုကျွန်တော်တို့တွေ့ရတယ် အခန်းကြီးလေးအပိုင်ငယ်6လောက်မှာကျွန်တော်ကြည့်ရခါမှာနေလက်ခင်းအချိန်မှာရှမာရိအမျိုးသမီးကရေခတ်ဖို့ရန်အတွက် ရေတွင်းနာကိုရောက်လာတဲ့အချိန်မှာယေရှုကနေပြီးတော့ဒီနေ့ရေခတ်ဖို့ရန်အတွက်လာနေတဲ့ရှမာရိအမျိုးသမီးစီမှာရေကိုတောင်းတောက်တယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတယ်။အဲ့ဒီအချိန်မှာရှမာရိအမျိုးသမီးကပြောလဲဆိုတော့သင်ဟာတဲ့ယူဒလူဖြစ်လက်ပင်ဘာလို့ ရှမာရိလူမျိုးဖြစ်တဲ့ဂျမစီမာယေကိုတောင်းတောက်တယ်ဆိုပြီးတော့ယေရှုကိုမေခွန်ပြမေးတယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတယ်ဆိုတော့ဒီတမန်ကျမ်းစာရဲ့အခြေခံအုတ်မြစ်နဲ့အတူကျမ်းစာကိုကျွန်တော်လေ့လာတဲ့အခါမှာဘာကိုတွေ့ရမလဲဆိုတော့ယူဒလူမျိုးတွေကရှမာရိလူမျိုးမဆတခြားသောတပါသောလူမျိုးတွေကိုနော်အမတမလူမျိုးရေးခွဲခြားပြီးတော့ ဆက်ဆံတယ်ဆိုတဲ့အရာကိုကျွန်တော်တို့သိရတယ်ဆိုတော့သူတို့ကเนาะဖခင်ရဲ့လူမျိုးတွေအာဗြဟံရဲ့အမျိုးအနွယ်တွေတန်ရှင်သောလူမျိုးတွေလို့ခံယူပြီးတော့တခြားသောတပါသောအမျိုးတွေကိုခွေးနဲ့တောင်းနိုင်ရှင်ပြီးတော့เนาะဆက်ဆံတယ်ပြောဆိုတယ်ဆိုတဲ့အရာကိုကျွန်တော်တို့သိရတာဖြစ်တယ်အဲ့ဒီချိန်မှာယေရှုကနေပြီးတော့เนาะ အမျိုးသမီးကိုပြန်ပြောတဲ့စကားကဘာလဲဆိုတော့အခုတဲ့တင်ခတ်နေတဲ့ရေကားတဲ့တောက်တော်များလဲတဲ့ရေပြန်ငတ်မယ်တဲ့ဒါပေမဲ့ငါပေးသောရေကိုတောက်တယ်ဆိုရင်တဲ့ tower เนาะရေမငတ်မမွေ့ရတော့ဘူးလို့ယေရှုကနေပြီးတော့မိတ်ဆက်ပေးတယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတယ်ဆိုဒီရှမာရိအမျိုးသမီးကယေရှုပြောတဲ့အရာ ယေရှုဒီနေ့နှုတ်ထွက်တဲ့အရာတွေကို तू စဉ်းချင်ကြည့်ရအခါမှာ तू စဉ်းစားကြည့်ရအခါမှာအရင်တစ်ချိန်တစ်ခါမှာ तू တွေ့ဘူးတဲ့လူတွေနဲ့စုံဘူးတဲ့လူတွေနဲ့မတူဘဲနဲ့တမူထူးခြားတဲ့အရာကိုတော့ဒီအမျိုးသမီးကခံစားရတယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတယ်အဲ့ဒီအချိန်မှာယေရှုကဒီအမျိုးသမီးရဲ့အတိတ်မှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာကိုယေရှုကပြောခဲ့တယ်အဲ့ဒါကဘာလဲဆိုတော့အပိုင်ငယ်၁၆နဲ့၁၈မှာကျွန်တော်တို့ကြည့်အခါမှာ ယေရှုကဒီအမျိုးသမီးကိုဗာပြောလဲဆိုတင်ဤလင်ကိုခေါ်၍တဲ့ဒီကိုလာအောင်လို့ဟုမိန့်တော်မူ၏တဲ့အဲ့ဒီအချိန်မှာအမျိုးသမီးကယေရှုကိုဗာပြန်ပြောလဲဆိုအကျွန်ုပ်၌လင်မရှိဟုပြောဆိုလင်တဲ့ယေရှုကလင်မရှိဟုသောစကားနှင့်မှန်တယ်တဲ့ဒါပေမဲ့တဲ့တင်၌လင်၅ယောက်ရှိပဲဘူးတဲ့ယခုတင်နဲ့အတူတူနေတော့သူဟာလေ ်တင်းရဲ့လင်မဟုတ်ဘူးဤအရာ၌တင်ဒီမှန်သောစကားကို ပြောတယ်ဆိုပြီးမှယေရှုကမိန့်တော်မူတယ်ဆိုဒီအမျိုးသမီးကပို့ပို့ပြီးတော့ယေရှုကိုအံ့ဩလာတယ်ထူးဆန်းခိုင်းလာတယ်ဘာလို့လဲဆိုတော့ယေရှုကယူဒလူမျိုးဖြစ်တဲ့ရှမာရိမြို့မှာနေတဲ့ပုဂ္ဂိုလ်လူလည်းမဟုတ်ဘူးဆိုဒီအမျိုးသမီးရဲ့အသိအကြောင်းကိုယေရှုကပြောပြတဲ့အခါမှာဒီလူဟာ prophet လားဒါမှမဟုတ်ဒီလူဟာနော် ဘာလဲပေါ့ဒီအမျိုးသမီးကလည်းအယံကိုစိတ်ဝင်စားတယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒီအချိန်မှာယေရှုထပ်ပြီးတော့ပြောတဲ့အရာကနော်အပိုက်ငယ်20နဲ့မှနော်9လောက်မှကျွန်တော်ကြည့်ရခါမှာအစမှာကျွန်တော်ဖတ်တဲ့အရာဖြစ်တယ်မိမကလည်းတဲ့မေရှိယကြတော်မူတဲ့အခါမှာအကျွန်ုပ်ကြွလာတော်မူသည်ဟုအကျွန်ုပ်သိပါတယ်တဲ့မေရှိယအနက်ကခရစ်တော်ဖြစ်တယ်တဲ့ ဆိုတော့မရှိရောက်လောက်တော့ရောက်လာတဲ့အခါမှာကြောက်လာတဲ့အခါမှာကျွန်ုပ်တို့ကိုအလုံးစုံဖော်ပြတော်မူမယ်ဆိုပြီးမှရှမာရိအမျိုးသမီးကယေရှုကိုပြန်လျှောက်တယ်အဲ့ဒီချိန်မှာယေရှုပြန်ပြောတဲ့အရာကဘာပြောလဲဆိုတော့တင်းနဲ့စကားပြောတော်ငါဒီမရှိရပင်ဖြစ်တယ်တဲ့တို့ပြနာမှာပုံကြည့်ပါစေဆိုတော့ဒီရှမာရိအမျိုးသမီးကသူနဲ့စကားပြောနေတဲ့သူကဘယ်သူလဲဆိုတာ तू မသိပေမဲ့ အခု तू နဲ့စကားပြောနေတဲ့သူကခရစ်တော်ကယ်တင်ရှင်မေရှိယပင်ဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတယ်ထို့ပြနာမှာဘုံကြည့်ပါစေ။ဒါကြောင့်ဒီအကြောင်းအရာအပြစ်ဘာကိုခွန်အားပေးခြင်းလဲဆိုရှမာရိဆိုတဲ့လူမျိုးကကဗျာလူမျိုးတွေဖြစ်တယ်။တပါအမျိုးသားတွေလို့လည်းကျွန်တော်တို့ပြောလို့ရတယ် ဆိုတော့ဒီရှမာရိအမျိုးသမီးကကျွန်တော်ပြန်ဆင်းခြင်းတဲ့အခါမှာဘာကိုဆင်းခြင်းမိလဲဘာကိုဒီနေ့သဘောပေါက်လဲဆိုတော့ဒီရှမာရိဆိုတဲ့အမျိုးသမီးကယခုမျက်မှောက်မှာဒီနေ့တင်တဲ့ကျွန်ုပ်ကိုလည်းပုံဖော်နေတယ်ပြောနေတယ်နော်ဒီနေ့တင်တဲ့ကျွန်ုပ်ကိုလည်းနော်ရှမာရိအမျိုးသမီးကဲ့သို့ဖျားသခင်ကလည်းဒီနေ့တင်တဲ့ကျွန်ုပ်ကိုထိတွေ့ဆက်ဆံနေတယ်ဆိုတဲ့အရာကို နားလည်စေခြင်းနဲ့သဘောပေါက်စေခြင်းနဲ့ဒါကြောင့်ကျွန်တော်တို့ဒီလေယူဒလူမျိုးတွေမဟုတ်ဘူးယူဒလူမျိုးတွေရဲ့အသွေးသက်စက်မှပါတော့သူမဟုတ်ဘူးဆိုတော့ယေရှုဒီလေယူဒလူမျိုးတွေအတွက်ကြွလာတယ်ဟုတ်တယ်ဒါပေမဲ့တလောကအလုံးလူသားတွေအလုံးအတွက်သင်နဲ့ကျွန်တော်အတွက်လေယေရှုဒီ ကြွလာတာဖြစ်တယ်ဆိုတဲ့အရာကိုနားလည်စေခြင်းနဲ့အာမင်နော်ယူဒလူမျိုးတွေအတွက်လည်းဟုတ်တယ်မြန်မာလူမျိုးတွေအတွက်လည်းဟုတ်တယ်ကလားလူမျိုးတွေအတွက်လည်း Indian လူမျိုးတွေအတွက်လည်းဟုတ်တယ် Africa လူမျိုးတွေအတွက်လည်းဟုတ်တယ်လူဖြူတွေအတွက်လည်းဟုတ်တယ်ယေရှုရဲ့ကြွလာခြင်းဒီဆိုယေရှုဒီလူမျိုးနယ်စုတစုအတွက်ယူဒလူမျိုးတွေအတွက်ပဲမဟုတ်ဘူးလူအပေါင်းလူနယ်အပေါင်းအတွက်ယေရှုဒီ ကြွလာတယ်ဆိုတဲ့အရာကိုနားလည်စေချင်တယ်ကျွန်တော်ဟာတဘာအမျိုးသားဖြစ်လို့နော်ကျွန်တော်ဟာမြမလူမျိုးဖြစ်လို့ကျွန်တော်ဟာယောက်ျားလေးဖြစ်လို့ကျွန်တော်ဟာမိန်းကလေးဖြစ်လို့ဆိုပြီးမှယေရှုကခွဲခြားတော်သူမဟုတ်ပဲနဲ့ယေရှုဒီလူသားအားလုံးကိုကယ်တင်ဖို့ရန်တဲ့ဒီနေ့ကျွန်တော်ကိုကယ်တင်ဖို့ရန်တဲ့လောကကိုကြော်စင်လာခြင်းဖြစ်တယ်ဆိုတဲ့အရာကိုနားလည်စေချင်တယ် အဲ့ဒီချိန်မှာယေရှုကဒီအကြောင်းအရာကို ပြောပြတဲ့အခါမှာတပည့်တော်တွေကယေရှုစီကိုလာတဲ့အခါမှာယေရှုစားဖို့ရန်အတွက်သူတို့တစုံတစ်ခု ယူလာဟန်နဲ့တူတယ်။အဲ့ချိန်မှာယေရှုပြောတဲ့အရာကဘာလဲဆိုတော့သင်တို့မသိတော့အစာငါမှရှိတယ်တဲ့။အဲ့ချိန်မှာတပည့်တော်တွေကအံ့ဩတယ်။ဟာငါတို့မသိတဲ့အစာကဘာများဖြစ်မလဲပေါ့။အဲ့မှာယေရှုပြောတဲ့အရာကအလိုတော်ကိုဆောင်ခြင်းအမှုဆောင်ခြင်းတွေ သင်တို့မသိသောအစာဖြစ်တယ်လို့ယေရှုကပြန်ပြီးတော့34မှာရှင်းပြတယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတယ်။ဒါကြောင့်ဒီနေ့เนาะကျွန်တော်တို့မသိသောအစာကဘာလဲဆိုတော့ဖခင်ရဲ့အလိုတော်ကိုဆောင်ခြင်းဖခင်ရဲ့အမှုဆောင်ခြင်းဒီကျွန်တော်တို့လူသားတွေမျက်စိနဲ့မြင်လို့မရတဲ့ဝိညာဉ်အစာဖြစ်တယ်ဆိုတဲ့အရာကိုနားလည်သိခြင်းနဲ့39မှာရောက်တဲ့အခါမှာပြိုးချဲသောသူနဲ့ စပားရိတ်တော်သူအကြောင်းကိုကျွန်တော်တွေ့ရတယ်။အဲဆုံးဒီအရာအားဖြင့်ဒီနေ့ခရိယန်တွေအသင်းတော်တွေကိုနော်ဘာပြန်ပြီးတော့ no searching လဲဆိုတော့ပြောပြချင်လဲဆိုတော့တခါဒီမှာဘုရားသခင်ကသင်တဲ့ကျွန်တော်ကိုပြိုးကျဲတဲ့သူအနေနဲ့ဘုရားကအသုံးပြုတာဖြစ်နိုင်တယ်။ဒါမှမဟုတ်လည်းဘုရားသခင်ကသင်တဲ့ကျွန်တော်ကိုစပားရိတ်သူအနေနဲ့ကျွန်တော်တို့ကိုအသုံးပြုတာဖြစ်နိုင်တယ်။မိတုပ်ပင်ဆိုဆိုကမှဒီနေ့သင်တဲ့ကျွန်တော်ဒီပြိုးချဲတဲ့သူပဲဖြစ်ဖြစ် စပားရိတ်တော်သူပဲဖြစ်ဖြစ်เนาะစိုက်ပျိုးတော်သူမတတ်နိုင်ဘူးရေလောင်းတော်သူမတတ်နိုင်ဘူးအပင်ကိုကြီးသွားစေတော်သူဟာဘုရားသခင်ဖြစ်တယ်အာမင်ဒါကြောင့်ဘုံအားလုံးကိုเนาะချီးမြှောက်ခြင်းအားလုံးကိုဒီနေ့ဘုရားကိုဒီနေ့ကျွန်တော်တို့ပေးအပ်ဖို့ရန်တို့ဖြစ်တယ်ဆိုတော့ဒီရှမာရိအမျိုးသမီးက39ရောက်လာတဲ့အခါမှာသူလာရအရက်ကိုပြန်ပြီးတော့ နော်အဲ့ဒီမြုပ်သူမြုပ်သားတွေကိုသူ့ရဲ့အကြောင်းကိုပြန်တက်သေးခံတဲ့အခါမှာမြုပ်သူမြုပ်သားတွေက၄စနစ်ရောက်လာတဲ့အခါမှာဘာပြန်ပြောလဲဆိုတော့ယေရှုကိုနော်ခုနကပြောတဲ့အမျိုးသမီးရဲ့တက်သေးခံခြင်းပြန်လဲသူ့အကြောင်းကိုပြောချင်အပြည့်သူတို့ယုံကြည်တယ်တဲ့ဒါပေမဲ့အကူတဲ့ကိုယ်တိုင်မြည်းစမ်းပြီးတော့မြင်တွေ့တဲ့အခါမှာပုံရွေးယုံကြည်စိတ်ချတယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတယ် ိုပြနာမှာဘုံချပါစေ။ဒါကြောင့်ဒီနေ့ဒီအကြောင်းအရာအဖြစ်ပါကိုပြောချင်လဲဆိုဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေယေရှုဒီအသက်ရှင်သောဘုရားသခင်ဖြစ်တဲ့တေချမ်းမှာရှင်ပြန်ထမြောက်သောဘုရားသခင်ဖြစ်တဲ့လူမျိုးမရွေဘာသာမရွေဂိုင်းကနမရွေလူသားအလုံးပေါ်မှာကောင်းမြတ်သောကယ်တင်ရှင်ဘုရားသခင်ဖြစ်တဲ့ဆိုယေရှုဒီမိတ်ဆွေတင်းရဲ့တငယ်ချင်း ်သင်ရဲ့မိဘသင်ရဲ့ညီကောင်မောင်မတွေပြောတဲ့ယေရှုတည်းအခုကျွန်တော်ပြောတဲ့ယေရှုတည်းအရန်ကောင်းမြတ်တော်ဘုရားခင်ဖြစ်တယ်ကျွန်တော်ပြောနိုင်တာတဲ့ကျွန်တော်ပြောတတ်တာတဲ့ကျွန်တော်စကားနှုတ်မွတ်နိုင်တာတဲ့ဖွဲ့နှွဲလို့မရအောင်စာစီလို့မရအောင်ပင်เนาะဆိုတော့စကားလုံးနဲ့မပြောနိုင်လောက်အောင်ပဲမှာဖြစ်လဲဆိုယေရှုဒီအမတ်တမ ကောင်းမြတ်တော်ဖရာခင်ဖြစ်တဲ့ထိုယေရှုရဲ့ကောင်းမြတ်ကြောင်းကိုမြည်ဆမ်းပြီးတော့သိရှိပါဆိုပြီးတော့ဒီအမျိုးသမီးရဲ့เนาะအကြောင်းအရာအဖြစ်ခွန်အားပေးခြင်းနဲ့အကြောင်းဒီရှမာရိအမျိုးသမီးဒီသူရေခတ်ဖို့ရန်တော့လာပေမဲ့သူနောက်ဆုံးဘယ်သူ့ကိုရသွားလဲဆိုယေရှုကိုရသွားတယ်။အကြောင်းဒီနေ့ကျွန်တော်တို့ရေဆိုတဲ့အရာကျွန်တော်တို့တောက်ဖို့လိုအပ်တယ်။အစာဆိုတဲ့ထမင်းကိုကျွန်တော်စားဖို့လိုအပ်တယ်။ဒါပေမဲ့ ရေတောက်ရင်လည်းကျွန်တော်ပြန်ငတ်အောင်မယ်အစာစားရင်လည်းကျွန်တော်တို့ပြန်စားအောင်မယ်ဒါပေမဲ့ဒီနေ့ကျွန်တော်တို့เนาะယေရှုသင်နဲ့ကျွန်တော်ကိုပေးခြင်းတဲ့အရာကယေရှုဒီထာဝရသက်ဆိုင်ရင်လည်းအတူထာဝရအတ္တမုတ်ဖြစ်တယ်ဆိုတဲ့အရာအဖြစ်ခွန်အားပေးနေဝေမျှခြင်းနဲ့အရောက်တိုင်းလုံးပတ်တော်အဖြစ်ရရှင်ကောင်းချီးပေးပါစေအာမင်